ဗီယက်နမ်လူမျိုးတစ်ယောက်ဖြစ်တဲ့လူမိုက်တစ်ယောက်ဟာတတိကြီးတစ်ယောက်ရဲ့သားကို ပြန်ပြီးဆွဲပြီးငွေညှစ်ဖို့အတွက်အကွက်စင်နေရင်းနဲ့ရရဆက်ဆက်တပ်ပစ်လိုက်မိပါလေတတိကြီးကလည်းလူမိုက်တွေငှားပြီးတော့သူ့ရဲ့သားကိုတတ်တဲ့သူကိုမြေလံရှာပြီး ပြန်ကလစားချေဖို့အလုပ်မှာတတိကြီးကိုယ်တိုင်လူသက်သမားရဲ့အဖမ်းကိုခံရပြီးတော့နှိပ်စက်ခံလိုက်ရပါလေအဲ့ဒါကိုတတိကြီးရဲ့မိမဖြစ်သူကကိုရီးယားရဲစုံတောက်တွေနဲ့ပူးပေါင်းကာ လူသားသမားဖြစ်သူကိုဘယ်လိုပြန်ပြီးအကွက်စင်ဖမ်းဆီးခဲ့ကြသလဲဆိုတာကိုတော့နောက်ဆက်ကနခုနှစ်ကထွက်ရှိခဲ့တဲ့ Diolos ပြီးတော့2022ခုနှစ်မှာထပ်မံထွက်ရှိထားတဲ့ Diolos နံပါတ်2ကိုမင်းသားကြီးမာတုံစော့နဲ့ပဲ Driver လေဆောင်ရောင်းကရိုက်ကူးထားခဲ့ပါလေ။ လူသားသမားလူမိုက်ဇယိုက်တွေကြားမှာတဘာဝကြကြနဲ့ရင်ကျက်မှုပုံစံကိုအပီပင်တယုတ်ဖော်ထားတဲ့စုံတော်ကြီးမာရုံစော့ကဘယ်လိုမျိုးမိုက်မိုက်ကန်းကန်းတွေစွန်စားပြီးတော့တိုက်ခိုက်သွားမလဲဆိုတာဒီစကားလေးထဲမှာရှုပ်စားကြည့်လိုက်ရအောင်ပါခင်ဗျာ။အော်ဒီလိုမျိုးစကားကောင်းလေးကိုဆက်လက်ပြီးတော့ကျွန်တော်ကိုယ်တိုင်တင်ဆက်ပေးမယ်ကျွန်တော်ရဲ့ channel ကိုလည်း like subscribe လုပ်ထားကြပါအောင်ခင်ဗျာ။ Vietnam နိုင်ငံရဲ့ဟိုချီမင်းမြို့တော်ကမြို့ပြင် ကားလမ်းမကြီးတနေရာမှာ မော်ရယ်မြင့်ကားစည်းဟာမောင်းလာရင်းနဲ့လမ်းဘေးထိုးရက်လိုက်ပါလေကားပေါ်ကဆင်းလာသူကတော့လုပ်ငန်းရှင်တထေးကြီးချွဲချုံဘဲရဲ့တားဖြစ်သူချွဲယုံကီနဲ့သူ့ရဲ့တပည့်ဂျုံဟွန်းတို့ပါပဲသူတို့ဟာငှားကားလုပ်ငန်းလုပ်ဖို့တစုံတယောက်နဲ့ချိန်ထားတဲ့အတွက်ရက်ဆောင်နေရင်းနဲ့ခဏနေတော့ကားစည်းထက်ရောက်လာပြီးသူတို့ရှိမှရက်ကကားပေါ်ကနေလူမိုက်ပုံစံနဲ့လူ၃ယောက်ကဆင်းလာပြီးတော့ချွဲယုံကီကိုခေါ်ကသူတို့စီဟာဂေဟန်ရှိတဲ့ကားတွေကိုဝင်ထိုင်ခိုင်းလိုက်ပါလေ။ ကားရရောက်တော့ချွဲယုံကီကပဲစပြီးလုပ်ငန်းเจ้าကိုပြောပါလေလုပ်ငန်းเจ้าပြောတော့ဂန်ဟန်ဆန်းကငါပုံစံအငှားလုပ်တဲ့ပုံစံပေါက်နေလို့လားဆိုပြီးပြောကရှိနေပါလေအမှန်တော့ဂန်ဟန်ဆန်းကလုပ်ငန်းကိစ္စဆွေးနွေးဖို့ဆိုပြီးချိန်လိုက်ပေမဲ့တရေကြီးချွဲချုံဘက်ရဲ့သားဖြစ်နေလို့ပြန်ပြီးဆွဲဖို့အတွက်ညာပြီးခေါ်လိုက်တာပဲဖြစ်ပါလေအဲဒီမှာလူမိုက်ကတော့လူမိုက်တို့ရဲ့ထုံးစံတိုင်းစကားလဲအပူပြောမနေတော့ပဲချွဲယုံကီကိုပြန်ပြီးဆွဲလိုက်ပြီးဖြစ်ကြောင်းပြောပြီးတော့ရိုက်နှက်ထိုးကြိတ်ပါတော့လေ ကိုရီးယားနိုင်ငံဆိုးမျိုးရဲ့စိုင်းတဆိုင်မှာလေစိတ်ဒစဆေးုံကထွက်ပြေးလာတဲ့ဂျန်ဂူဆိုတဲ့လူတယောက်ဟာဓာတ်ကင်ပြီးတော့တောင်းညံ့နေလို့သက်ဆိုင်ရာကဝင်ထိန်နေပေမဲ့အနာကတ်လို့မရသေးပါဘူးအဲဒီချိန်မှာလူကောင်ကြီးကြီးနဲ့လူတယောက်ကရောက်လာပြီးသူ့အတွက်တော့ရိုးနေပြီဖြစ်လို့ခမင်းစားရေတောက်ပုံစံမျိုးနဲ့ပဲဝင်ထိန်ပေးလိုက်တော့မှသက်ဆိုင်ရာကလည်းအသာရဖမ်းခေါ်သွားလို့ရပါတော့တယ် ။အဲဒီလူကောင်ကြီးကြီးနဲ့သူကတော့ကိုရီးယားရဲဌာနကစုံထောက်ကြီးမာဆူဒူးပဲဖြစ်ပါလေ။နောက်ရမှာတော့သတင်းတစ်ခုမှာစုံထောက်ကြီးမာဆူဒူးကစိတ်မမှန်သူတယောက်ကိုမညာမတာဖိနှိပ်ပြီးတော့ဖမ်းချုပ်သွားပါလေဆိုပြီးသတင်းတက်လာလို့ဆူဒူးရဲ့တပည့်တွေကမကြေမနက်နဲ့ပြောဆိုနေကြပါလေ။မီဒီယာတွေရဲ့ထုံးစံတိုင်းပေါ်ဗျာသတင်းကိုခေါင်းစည်းပိုင်းမှာပါဖို့သာသူတို့ဘဝပဲလေ။ဒါမဲ့ဆူဒူးကတော့သူ့ကိုမကောင်းပြောလဲဂယုမဆိုင်ပဲသတင်းနဲ့ပါတော့ဘာဖြစ်လဲ။မျက်လုံးကိုဖြတ်ထားတော့သူ့ကိုမမှတ်မိကြပါဘူးဆိုပြီးဟာတ ပြန်ဖောက်နေလိုက်ပါသေးတယ်လူကောင်ကြီးကြီးတွေ့တာနဲ့စူဒူးပဲဆိုတာပြောစရာမလိုတာပဲလေအဲ့ဒီလိုနဲ့စူဒူးကသူ့တပည့်လေးတွေနဲ့အဲ့ဒီသတင်းကြောင်းပြောနေကြရင်သူတို့ရဲ့အဖွဲခေါင်းဆောင်အကြောင်းကိုအတင်းအုပ်နေကြပါလေအဲ့ဒီချိန်မှာပဲသူတို့ခေါင်းဆောင်ဖြစ်သူကဝင်လာပြီးတော့အကုံငြိမ်ကြဖို့အော်ပါတော့တယ်ပြီးတော့တခုခုကိုမကြေမနပ်ပုံစံနဲ့ညှီညူပြီးပြောဆိုနေပါတော့တယ်အကြောင်းကတော့ဗီယက်နမ်မှာသူတို့ရဲ့ကိုရီးယားနိုင်ငံသားလူမိုက်တယောက်ကို ဖမ်းပြီးအစစ်စစ်ခံရလို့အမှုလွဲပြောင်းယူဖို့အတွက်ဗီယက်နမ်ဘက်ကိုသူတို့ခရီးထွက်ကြမှာဖြစ်လို့ပါနောက်ရမှာတော့စူဒူးနဲ့လုံဖော်ကင်ဘက်လဲဖြစ်တဲ့သူ့အဖွဲ့ခေါင်းဆောင်တို့နှစ်ယောက်သားဗီယက်နမ်ကိုခရီးထွက်ခဲ့ကြပါလိမ့်ဗီယက်နမ်ရောက်တော့နယ်မြေကန်ရဲတွေကကိုရီးယားလူမျိုးဖြစ်နေလို့ရဲစခန်းမှာခေါ်ပြီးတော့အစစ်ခံခဲ့ရပါသေးတယ်ကိုရီးယားရဲကောင်စီကတာဝန်ခံတယောက်ကရောက်လာမှပဲခေါ်ထုတ်သွားတော့မှအစင်ပြေသွားကြပါတော့လိမ့်ပြီးတော့သူတို့နှစ်ယောက်ကိုခေါ်ထုတ်သွားခဲ့ပြီးကျွေးမွေးဧည့်ခံပါတော့လိမ့် င်ကြံခဲ့တဲ့ရင်ပြန်ပြက်ကြီးပြီးတော့ထိုင်ဃာစားတောင်းနေကြရင်းနဲ့လက်ကန်းစားဆောင်လာကန်းတဲ့သူကိုကြိလိုက်တော့သူတို့ရဲ့အတုံးချနေကြမိတ်ဆွေဟောင်းဂျန်စုဖြစ်နေပါလေစားကြတောက်ကြရင်းနဲ့နေကန်တွေကသူတို့နေချောင်းကိုပြောပြနေပါလေလူမိုက်တွေတအားပေါ်ကြပြီးဓာရီတနတ်တွေကိုလည်းအမဲသွာလာရမှာစောင့်ထားကြပါလေလို့ပြောပြနေတာပါသူတို့ရုံငန်းကိုရောက်တော့ခေါင်းဆောင်ဖြစ်သူကသူတို့ရုံငန်းကလည်းငါတို့လိုပဲစင်းရဲထားပါပဲလို့ကြည့်ပြီးတော့ပြောလိုက်ပါသေးတယ်ဒါပေမဲ့ဒေါက်တာအီတို့ကငင်းဆန်ငါတို့ရုံငန်းကမှ အဲကွန်းလေးပါလိရှိအောင်မယ်ဆိုပြီးတော့ပြောနေကြတာပါပြီးတော့မှတာဝန်ခံရဲကရောက်လာပြီးခရီးသွားတွေအရန်ပြောင်းနေလို့အမှုတွေတော်တော်များတယ်လို့ပြောပါလိဒီမှာကတရားဥပဒေနဲ့မစိုးမိုးနိုင်သေးဘူးလို့ပြောလိုက်တာပါ ပြီးတော့ဒီနားတစ်ဝိုက်ကိုသွားခြင်းသိရင်လဲအင်ဒိုနီးရှားကိုသွားလေလို့ရပါတယ်လို့ဆိုနေပါလိမ့်ကစံလုံးနေတဲ့အလီတာကသူ့အတူဂျုံဟွန်းဆိုတဲ့တရားခံတယောက်ကကိုဘာသာကိုလာဝင်ခံပြီးတော့အဖမ်းခံထားပါတယ်လို့ပြောပါတယ်စူရူးကဘာလို့သူ့ဘာသာလာပြီးတော့ဝင်ခံရတာလဲလို့မေးလိုက်ပါလိမ့်ရဲတော်ဝန်ခံကလည်းသူကတော့စာနာစိတ်ကြောင့်နောင်တရသွားပြီးဝင်ခံရတာပါလို့ပြောလိုက်တာပါစူရူးနဲ့သူ့ခေါင်းဆောင်ကလည်းနောင်တရသွားလို့တဲ့ဆိုပြီး အချင်းချင်းကြည့်ကရည်ကြတော့တာပေါ့ခေါင်းဆောင်ကလည်းရည်ရင် နဲ့မှုကင်းဖိုင်ခေါင်းစဉ်တက်တာကိုစာနာစိတ်ကြောင့်ဆိုပြီးမှားအောင်ရေးမိပြီးကြီးကြပြန်ပါလေပြီးတော့စူတူတို့ကတရခန်ဂျုံဟွန်းကိုအစားအသောက်တွေချကျွေးပြီးစစ်စေးမေးမြန်းပါတော့လေဒီတဲ့နောက်မှာတော့အလီတာကဂျုံဟွန်းကအေးစေးစေးနေခြင်းပြီးကိုရီးယားကိုပို့ပေးမလားလို့ပြောပါလေစူတူကတော့ဒီကောင်ဂျုံဟွန်းကများအေးစေးစေးနေခြင်းပြီးဆိုတဲ့စကားပြောထွက်သေးတယ်ဆိုတဲ့အထာနဲ့အဖွဲကောင်းဆောင်ရေးအမှန်တရားကိုဖော်ထုတ်လိုက်ရအောင်ပြဆိုပြီးအချက်ပြလိုက်ပါလေ နှိပ်ဆက်ပြီးတော့အမှန်တိုင်းပြောအောင်ပြင်းကြဆိုဆိုတဲ့သဘောပေါ့ဗျာအဲ့ဒါနဲ့အဖွဲကောင်းဆောင်ကလည်းအထာပေါက်ပြီးတော့ကဲစကြဆိုဟုဆိုက CCTV ကိုလိုက်ရှာပြီးဘူးကုန်တစ်ခုနဲ့အုပ်ထားလိုက်ပါတော့လေပြီးတော့စူတူးကသူ့ရဲ့တံမာထတဲ့လက်ကြီးနဲ့တရကန်ဂျုံဟွန်းရဲ့ခေါင်းကိုဇပွဲနဲ့ရိုက်ပြီးတော့ဖိထားလိုက်ပါတော့လေဂျုံဟွန်းခင်ဗျာမှာလဲစူတူးရဲ့မဟာလက်အစွမ်းကိုပဲတောင့်ခံနိုင်မှာမလဲဗျာနောက်ဆုံးတော့ဘာကြောင့်လာဝင်ခံပြီးတော့ဖမ်းခံရသလဲဆိုတာကိုပြောထွက်လိုက်ရပါတော့လေ ဒါမဲ့သူမရဲ့ခန္ဓာကိုယ်ကိုတို့ရဲ့ခေါင်းဆောင်အဓိကလူသက်တရက်ခန်းဤဂျုံသူကတတ်မယ်ပြောလို့စခန်းမှာလာပြီးအဖမ်းခံရတာပါလေသူကိုစစ်ဆေးမေးမြန်းပြီးတာနဲ့ဇူတို့တို့ကဂျုံသူဆိုတဲ့ရာဇဝတ်သားကိုစုံစမ်းစရာတချို့ရှိလို့အပြင်ထွက်လာကြပါလေစုံစမ်းမဲ့တိုက်ခန်းတစ်ခုကိုရောက်တော့တကားပိတ်ထားတဲ့အတွက်ဇူတို့ကသူ့လက်အားကြီးနဲ့တကားလက်ကင်ဘူးကိုလှည့်လိုက်ရမှာလက်ကင်ဘူးပါပြုတ်ထွက်လာခဲ့ရပါလေလက်အားကြီးချက်ကြီးကတော့ကြောက်စရာပါပဲဗျာ အဲ့ဒါနဲ့တိုက်ခန်းတွေကိုအရန်အသင့်ဝင်သွားလိုက်ုံပါပဲအထက်ရောက်တော့ဂျုံတူကရရဆက်ဆက်အသက်ခံထားပုံပဲဗျာသူကတည်နေပါပြီဒါနဲ့ပဲအဲ့ဒီညမှာစူတူနဲ့သူ့အဖွဲ့ခေါင်းဆောင်ဟာဇက်ခန်းကိုပြန်လာပြီးတရားခံဂျုံဟုံးကိုပြန်လာစစ်ဆေးရတော့တာပေါ့ ဇူလူကတော့ဂျုံဟုံးကိုတွေ့တွေ့ချင်းထိုးမယ်လို့မှစကန်းတာဝန်ခံကအမြန်တားထားလိုက်ရပါလိမ့်။နေလန်းစုနေခဲ့ပြီ။ထိုးလိုက်လို့တရခန်မေမျောသွားမှဖြင့်စစ်မရတော့မှဆိုးလို့ပါ။အချိန်မှာတော့ဖေတာကဂရီဝက်ကအဲ့ဒါနဲ့ဇူလူကဂျုံဟုံးကိုဇောက်ထိုးမှပြီးမင်းသိထားတာထပ်မပြောရင်ထွက်သွားတော့ဝင်ခံထားလဲလက်မခံဘူးဆိုပြီးအပြင်ခေါ်ထုတ်သွားမယ်လို့မှဂျုံဟုံးကအပြင်ထွက်ရမှာကြောက်ပုံများကျွန်တော်အပြင်မထွက်ခိုင်းပါနဲ့ကျွန်တော်ထပ်ပြောပါမယ်ဆိုပြီးဗီယက်နမ်ရဲ့လူသက်ဝိတ်စာကန်ဟေဆန်းဆိုတဲ့သူကိုကြောက်လို့ပါလို့ပြောလိုက်ပါတော့တယ်။ ကတော့မြူခက်ပဲအလီတာမော်ပြီးတော့သူတို့အဖွဲ့ဟာလူတယောက်ကို ပြန်ပြီးဆွဲထားကြပါလိမ့်ချွေယုံကီဆိုတဲ့သူကိုပြန်ပြီးဆွဲထားကြတာပါ င်ပြိုင်မှုဆုံးဖြတ်လိုက်ကြပါတယ်ချွဲယုံကီဆိုတာကတော့ကိုရီးယားကပတ်စံအရန်ချမ်းသာတဲ့တထေးကြီးချွဲချုံဘေးရဲ့သားပါပဲအဲ့ဒီချွဲယုံကီကိုဟိုချီမင်းရဲ့လူပြတဲ့မြို့ပြင်လမ်းတနေရာမှာအလုကိစားဆွေးနွေးခြင်းလို့ပါလို့ညာခုံပြီးတော့ပြန်ပြီးဆွဲခဲ့ကြပါတယ်သူ့ကိုနှိပ်စက်ထားပြီးတော့ဂန်ဆန်းဆိုတဲ့သူအဖွဲနဲ့ကျွန်တော်ဆရာဂျုံလူတို့အဖွဲနှစ်ဖွဲဟာပတ်စံခွဲတန်းချရင်လည်းစကားများကြမှာဟိုကားရိုက်လိုက်ချိန်မှာချွဲယုံကီကကားတကားဖွင့်ပြီးတော့ထွက်ပြေးသွားလို့ပြန်လိုက်ဖမ်းချရင်လည်းမိတဲ့နေရာမှာပဲဂန်ဆန်းဆိုတဲ့သူကမပြောမစိုးနဲ့တတ်ပြစ်လိုက်တာပါ အဲ့ချိန်မှာကျွန်တော်တို့လူတယောက်ပတ်ဆက်မရသေးဘဲနဲ့တက်ပြစ်လိုက်လားအယူရဆိုပြီးတော့ဝင်ပြောလို့သူ့ကိုပါတက်ပြစ်လိုက်ပါလေပြီးတော့အလောင်းတွေကိုအိမ်နဲ့တေချာထုတ်ပြီးတော့သူတို့ရဲ့စကန်းတက်နေရမှာမြုပ်ထားလိုက်ပါလေပြီးတာနဲ့ဂျုံထူးနဲ့ကျွန်တော်ကထွက်ပြေးခဲ့တာပါကျွန်တော်တို့အပြင်မှာဆက်နေမလုံးဂျုံတော့လို့ ခုလိုလာဖမ်းခံတာပါဆိုပြီးတော့ပြောပြပါတော့လေစူတူးကလည်းအစိုးကြီးကလေးကပြောရောပေါ့လို့ဆိုတာပေါ့အဲ့ဒါနဲ့စူတူးကအဲ့ဒီလောင်းတွေမြုပ်ထားတဲ့အိမ်ရဲ့လိပ်စာကိုတောင်းလိုက်ပါလေနောက်ရမှာတော့စူတူးကသူ့တပည့်တွေစီကိုဖုန်းဆက်ပြီးဂန်ဆန်းဆိုတဲ့လူရဲ့ရာဇဝင်ကိုစုံစမ်းထားခိုင်းလိုက်ပြီးတော့တထေးချွဲယုံကြီးရဲ့အကြောင်းတွေကိုစုံစမ်းထားခိုင်းလိုက်ပါလေအဲဒီမှာရဲတာဝန်ခံကရောက်လာပြီးစူတူးတို့အတွက်ဖမ်းဝရမ်းမရသေးကြောင်းတလားလောက်နေမှရမှာဖြစ်တဲ့ကြောင်းလာပြောပါလေ ဇူလူကတော့အဲ့ဒီချိန်ဒီစောင့်နေရင်တရခန်ကဆိုင်းတွေဘုံတွေတီးပြီးတော့တောင်ပြေးသွားလိုက်အောင်မယ်လို့ဆိုပါလေအဖြစ်သေးပါဘူးတခုခုတော့ကြံဖန်လောက်ရမှာပဲဆိုတော့ရဲတော်ဝန်ကန်ကလက်မခံတဲ့အတွက်စုဒူးကလည်းထွက်လာခဲ့လိုက်ပါတော့လေ။နောက်ရမှာတော့တရခန်ဂျုံဟွန်းစီကရတဲ့လိမ့်စာတိုင်းရောက်လာပြီးချွေယုံကီတို့အလောင်းကို လာပြီးတော့ရှာကြပါတော့လေ။တစ်ချိန်လုံးမှွေနောက်တူးဆွပြီးတဲ့ချိန်မှာစုဒူးတူးနေတဲ့မြေကြီးတဲကမှအလောင်းကိုတွေ့ပါတော့လေ။ ပြီးတော့ရဲတာဝန်ခံတူးဆွနေတဲ့နေရာမှာလေနောက်တလောင်းထပ်တွေ့ခဲ့ပါလေသူတို့လည်းလောင်းတွေကိုဆွဲတင်ပြီးတော့ VNM ကတာဝန်ရှိသူရဲတွေကိုအကြောင်းကြားလိုက်ပါတော့တယ်ဇူလူကလည်းသူတို့ VNM ကိုစားအုပ်စင်ကစားတောက်ဆိုင်မှာတွေ့ခဲ့တဲ့ကိုရီးယားမှာတဲကခိုင်းမော်ခိုင်းပတ်လူတယောက်လည်းဖြစ်နေတဲ့ဂျိုင်းဆူစီကိုဖုံးဆက်ပြီးဂန်ဆန်းအကြောင်းကိုမေးပါတော့တယ်ကျောင်းကိုလည်းပြောပြခဲ့ပါသူကလည်းရာကူဆိုတဲ့တယောက်ကလည်းဂန်ဆန်းဆိုတဲ့လူကိုလိုက်ရှာနေကြောင်းပြောလိုက်တာပါအဲဒီကောင်အခုဗမာလဲဆိုတော့သူကလည်းမတီးဘူးလို့ပြောနေစင်မှာပဲသူတို့မိသ စုတူတို့စီကို VNI ရဲမှုကရောက်လာပြီးကိုရီးယားစုံနောက်တွေကဘာလို့ဒီမှာလာပြီးတော့စုံစမ်းနေကြတာလဲလို့ပြောနေပါလေ။ပြောနေနေရဲမှုကအဖွဲခေါင်းဆောင်ရဲ့လက်မောင်းကိုတွန်းလိုက်လို့အဖွဲခေါင်းဆောင်ကလည်းဒေါသထွက်သွားပြီးကျုပ်တို့လူမျိုးတွေဒီနိုင်ငံမှာအယံအသက်ခံနေရလို့လာကြည့်လာလို့ပြန်អော်ပါတော့တယ်။အဲ့ဒါနဲ့ပဲအနေငယ်ရုံးဝင်းစံခတ်တွေဖြစ်လာခဲ့လို့ တာဝန်မှုကတေချာပြောပြပြီးရဲမှုကိုပြန်ခေါ်သွားခဲ့ပါတော့လေအဲဒီချိန်မှာပဲစူရူရဲ့ဖုန်းနဲ့ရာဂူရဲ့တီနီယာကိုတွေ့ကြောင်း message ဝင်လာလို့စူရူနဲ့အဖွဲခေါင်းဆောင်ကိုခေါ်ပြီးတော့ထွက်လာခဲ့ပါတော့လေအဲဒါနဲ့စူရူနဲ့အဖွဲခေါင်းဆောင်ဟာရာဂူရှိတဲ့ဇာတ်ကြက်တစ်ခုကို ရောက်ရှိလာခဲ့ပါတော့လေ ကိုတယောက်စီအဲဒီကိုရောက်တော့လောင်စာဝိုင်းနေမှာကိုရီးယားလူမျိုးအများစုကိုတွေ့ခဲ့ရပါတယ်အဲဒီမှာဆူဒူးကဂန်ဆန်းနေရာကိုတိဖို့အတွက်ရာဂူနဲ့ပွဲကျမ်းရပါသေးတယ်ဒီမှာတော့တထေးကြီးချွဲချုံဘဲကလွတ်လိုက်တဲ့လူတွေဟာ ကန်ဆန်းရှိတဲ့နေရာကိုရောက်လာပြီးချွေယုံကြီးတို့လက်စားချေဖို့လာကြပေမဲ့ကန်ဆန်းကပဲသူတို့အကုန်လုံးကိုတတ်ပစ်လိုက်တော့တာပါပြီးတော့ချွဲချုံဘဲကိုလည်းဖုံးဆက်ပြီးတော့သူ့ကိုငွေတွေပေးဖို့ပြောလိုက်ပါသေးတယ်သူတို့ကလည်းကန်ဆန်းရှိတဲ့နေရာကိုသိရပြီးရောက်လာတဲ့ခါမှာချွဲချုံဘဲရဲ့လူတွေအသက်ခံထားတာကိုပဲတွေ့ရပါတော့တယ်တနေရာမှာပတ်စပို့တွေကလည်းအများကြီးပြန်ကျဲနေရာကိုတွေ့လို့တနေရာကတစ်ခုကိုကောက်ယူကြည့်လိုက်တော့ချွေယုံကြီးရဲ့ပတ်စပို့ဖြစ်နေတာပါ အလီတာရဲ့တခုရီးသောရွယ်ချက်အဲ့ဒီချိန်မှာပဲရုတ်တရက်ဂန်ဆန်းကတကားတစ်ခုကနေဝင်လာပြီးအဖွဲခေါင်းဆောင်ကိုဓားနဲ့ဝင်ခုတ်လိုက်တာအဖွဲခေါင်းဆောင်ကလက်နဲ့အမြန်ထိန်းထားနိုင်ပေမဲ့ပခုံးကိုနှဲငယ်ခုတ်မိသွားပါသေးတယ်ဇူဒူးကရောက်လာပြီးတော့ဂန်ဆန်းကိုပိန်ကာကင်ပေါက်ချလိုက်တော့မှအဖွဲခေါင်းဆောင်ကလည်းတတ်တာရသွားခဲ့တာပါမဟုတ်ရင်တော့မလွယ်ဘူးပေါ့ဗျာအဲ့ဒီမှာကန်ဆန်းတပည့်တယောက်ကလည်းရောက်လာပြန်ပြီးဇူဒူးကိုဝိုင်းပြီးတော့တိုက်ခိုက်ပါတော့တယ်ဇူဒူးကလည်းခေလာသူမှမဟုတ်တာပဲ သူတို့နှစ်ယောက်ပေါင်းပြီးတော့တိုက်ခိုက်နေပြီမဲ့ဂန်ဆန်းရဲ့လူကိုအလဲသိပ်ပလိုက်ပြီးဂန်ဆန်းနဲ့ဆက်နှစ်ပါးသွားပါတော့တယ်ဇူလူကလည်းဂန်ဆန်းကိုအခုမှပဲနှစ်ဖူးတွေ့ဒူးတွေ့မြင်ရတော့တာပါသူတို့နှစ်ယောက်ဆက်ပြီးတော့တိုက်ခိုက်နေကြတော့မှာပဲဂန်ဆန်းရဲ့လူကပြန်ထလာကဇူလူရဲ့နောက်ကနေတိုက်ဖက်ပြီးဆွဲထားတော့ဂန်ဆန်းအချိန်နေမှန်မှန်းတိလိုက်တော့ထွက်ပြေးသွားခဲ့ပါတော့လေဇူလူကလည်းသူ့ကိုတိုက်ဖက်ထားတဲ့သူကိုချက်ချင်းပဲအตาရလေးမှပြီးမြေပြင်ပေါ်လှဲသိပ်ကသူ့ရဲ့မဟာလက်သီးကိုကျွေးလိုက်တော့မှာ ကန်ဆန်းရဲ့လူကလည်းငြိမ်သက်သွားပါတော့တယ်။ဒီတာနဲ့ဆိုရူကချက်ချင်းပဲကန်ဆန်းကိုအမြန်လိုက်ရှာတော့အစာအနာတောင်မတွေ့တော့ပါဘူး။အဖွဲခေါင်းဆောင်ကတော့ကန်ဆန်းရဲ့ဓာကြအနေငယ်ထိထားလို့စေယုံကြောင်းနေရပါပြီ။စေုံမာစုရူကအဖွဲကောင်းဆောင်ဘေးကနေအားပေးပြီးတော့ဖြောင်းပြနေရပါလေ။အဲဒီချိန်စုရူစုံစမ်းခိုင်းထားတဲ့တပည့်တယောက်စီကနေဂန်ဆန်းရဲ့အကြောင်းချက်လက်တချို့ကိုဖုံးဆက်လာခဲ့ပါလေ။ဂန်ဆန်းကပတ်စံရှိသူတွေကိုပြန်ပေးဆွဲပြီးတော့ငွေညှစ်ပါလေ။ ပတ်စံရပြန်တော့လေလူကိုပြန်မလို့ပေးပဲတပ်ပစ်လိုက်တာကြီးပါပဲဒီလိုမျိုးသတင်းရထားတာပါအဲ့ဒီပါပဲရဲတော်ဝင်မှုကရောက်လာပြီသူတို့ကိုအမှုထဲဝင်မပါနဲ့လို့ပြောသားပဲအခုတော့ဖြစ်ပြီမလားဆိုပြီးအပြစ်လာတင်နေပါတော့လေပြီးတော့သူတို့နှစ်ယောက်လုံးကိုကိုရီးယားပြန်ဖို့အတွက်ရဲမှူးကြီးကပြောနေတယ်လို့ဆိုပါတယ်စေုံတစ်ဖက်ခမ်းမှာလေစူရူးလက်စွမ်းပြထားတဲ့ဂန်ဆန်းလူကိုပါစေုံတင်ထားရပါလေသူခဲရှေ့မှာတော့တာဝန်ရှိရဲတွေစောင့်နေပြီးဘသူကမှဝင်မခံပါဘူး မှုကိုပြစ်ရှာဒါကြောင့်စူရူကတာဝန်မှုနဲ့အနေငယ်ညှိနှိုင်းကလောက်ကွက်တစ်ခုစင်ကြပါတော့တယ် ဒီကတော့တိတ်ပွားကိုမေးတော်ဝင်မှုကဂန်ဆန်းလူနာကိုစောင့်နေတဲ့ရဲတွေနားကိုသွားပြီးကိုရီးယားကလာတဲ့စုံတော့တွေထွက်ပြေးသွားကြောင်းအော်ပြောပြီးတော့တဖက်လက်နဲ့ခေါ်ထုတ်သွားပါလေအဆောင်ရဲတွေမှရှိတော့မှာဇူလူကလည်းဂန်ဆန်းရဲ့လူစီကိုသွားပြီးချော့မော့ပြောဆိုကာဂန်ဆန်းကြက်စားတဲ့နေရာကိုမေးခဲ့ပါတော့လေအဲ့ဒီအချိန်မှာပဲ VNM ရဲမှူးကြီးကအဖွဲခေါင်းဆောင်ခန်းဘတ်ကိုရောက်လာပြီးဇူလူတို့နှစ်ယောက်လုံးကိုနေနေတန်းပေးလိုက်ကြောင်းအမိတ်လာပေးလို့ရုံးရင်းဆန်ခတ်တွေဖြစ်နေပါတော့လေ ရဲ့ခွင့်ပြုချက်လိုကြောင်းအဲဒီမှာစူဒူးကပြန်အောင်လာပြီးကျွန်တော်တို့ထွက်သွားပါမယ်ဆိုပြီးတော့ပြောကဒီလိုနဲ့ပဲစူဒူးတို့နှစ်ယောက်ဟာကိုရီးယားကိုပြန်ရောက်လာရပါတော့တယ်ရောက်ချင်းမှာဂျိုင်းစုကိုရီးယားမှာရှိနေ냐ကိုသိလို့သူစီသွားပြီးတော့တရုတ်ခိုးကူးလမ်းကြောင်းကိစ္စကိုမေးခဲ့ပါတယ်ပြီးတော့သူတပည့်ဖြစ်သူဟုံဆော့ကိုအဲ့ဒီလမ်းကြောင်းကနေအဝင်ထွက်တွေစုံစမ်းခိုင်းပါတော့တယ် ပြီးတော့အဖွဲခေါင်းဆောင်တဲ့သူသူတို့ရဲ့စကမ်းမှုစီကိုသွားပြီးအစီရင်ခံကြပါလိမ့်စကမ်းမှုကလည်းအမှုကိုနိုင်ငံသားကြီးရစီလွှဲလိုက်တော့မှဖြစ်ကြောင်းပြောလို့အဖွဲခေါင်းဆောင်ကလည်းသူတို့ကိုအချိန်ပေးပါပြည်အခံကိုမိအောင်ဖမ်းပေးဖို့အတွက်အချိန်ဆွဲပေးဖို့မနှဲကိုပြောယူလိုက်ရပါလိမ့်အရာနဲ့သူတို့ရဲ့စကမ်းမှုကလည်းအချိန်တစ်ပတ်ပေးလိုက်ပါလိမ့်နောက်ရမှာတော့စူရူးနဲ့အဖွဲခေါင်းဆောင်ဟာချွေးဦးကြီးရဲ့နာရီကိုသွားရင်သူ့မိဖြစ်သူနဲ့စကားပြောညှိနှိုင်းကြပါလေ။ကံဆန်းကလည်းတရေကြီးချွဲချုံဘဲကိုဖမ်းဖို့အတွက် ကိုရီးယားကိုရောက်လာပြီးအကွက်တွေဆင်ပါတော့တယ်ပြီးတော့ချွဲချုံဘက်ကိုကားနောက်ဖုံးထဲထည့်ပြီးဖမ်းခေါ်သွားတော့တာပါဒါကို CCTV ကနေစောင့်ကြည့်နေတဲ့စူဒူးရဲ့တပည့်တွေကတွေ့သွားပြီးအချိန်မီလိုက်သွားကြပေမဲ့မမှီလိုက်ပါဘူးကားနံပါတ်တော့တွေးလိုက်ရပါလိမ့်။ကန်ဆန်းအားချွဲချုံဘဲကိုနှိပ်စက်နေတဲ့ဗီဒီယိုဖိုင်နဲ့အတူငွေတောင်းစာကိုချွဲချုံဘဲရဲ့မိမကိုပါဆင်နဲ့ပို့လိုက်ပါလိမ့်။ ချဲချုံမဲရဲ့မိမကလည်းစူဒူတို့ရဲစခန်းကိုရောက်လာပြီးအဲ့ဒါတွေကိုပြလိုက်ပါလေစူဒူကတေချာကြည့်ပြီးတော့အဲ့ဒါဘယ်နေရာဖြစ်နိုင်လဲဆိုတာကိုခံမှန်းကြည့်နေပါလေကုန်တိုင်ဟောင်းတစ်ခုဖြစ်နိုင်ကြောင်းကို ခံမှန်းမိပြီးစူဒူက သူ့တပည့်ကိုလွတ်ကာမှွေနောက်ရှာဖွေခိုင်းထားလိုက်ပါလေပြီးတော့တထေးကတော်ကိုသူတို့နဲ့ပူးပေါင်းပါဝင်ပြီးတော့လှုပ်ရှားပေးဖို့ပြောလိုက်ပါလေ ကန်ဆန်းဟာတတိကရော်စီကိုဖုံးပြန်ဆက်လာအောင်ပါမလို့ဇူဒူတို့ဟာဖုံးချီဟာခံဖို့အတွက်ပြင်ဆင်ကြပါလိမ့်ဖုံးဝင်လာတော့တတိကရော်ကိုစိတ်တည်တည်ငြိမ်ငြိမ်နဲ့လက်ခံစကားပြောခိုင်းလိုက်တာပါကန်ဆန်းဘက်ကလည်းဒေါ်လာ1ဘီလီယံနဲ့အတူတနေရာကိုကိုတိုင်လာခဲ့ဖို့အတွက်ချိန်လိုက်ပါလိမ့်တတိကရော်ကလည်းလာခဲ့ဖို့ကိုသဘောတူလိုက်ပါလိမ့်ဇူဒူကလည်းတတိကရော်သွားရင် ကာမောင်းပို့ဖို့အတွက် ဂျိန်စုကိုထည့်လိုက်ဖို့စဉ်းစားမိလို့သူ့စီကိုရောက်လာရပြန်ပါလိမ့်ဂျိန်စုကတော့သူ့အိမ်ကမ်းမှာဘေးရင်ဆရာပုံစံဟန်ဆောင်ပြီးလူတွေစီကနေငွေလိမ်ယူနေတာပါစုတို့ကလည်းအိမ်မှာသူ့ကိုဆွဲခေါ်လာခဲ့ပါတော့တယ်ဂန်ဆန်းတို့ကလည်းတရေကြော်စီကငွေရပြီးတာနဲ့ခိုးထွက်ဖို့လမ်းကြောင်းက တင်းမောကိုကြိုတင်ချိတ်ဆက်ထားပါလိမ့်အဲ့ဒီလမ်းကြောင်းကလည်းစူရူးတခါကသူ့လူဂျင်းစုကိုမေးထားတဲ့လမ်းကြောင်းပါပဲနောက်ရမှာတော့ဂန်ဆန်းချင်းဆိုထားတဲ့နေရာကိုတတိကရောတွားရတော့မှာမလို့စူရူးတို့တပွဲလုံးကလည်းတေချာအကွက်ချပြီးလူတွေဖြန့်ကျက်ကဂန်ဆန်းကိုအမိဖမ်းရဖို့အတွက်အသေးချာကိုအစီအစဉ်ချထားခဲ့ပါလိမ့် ဆုံးထိကြီးစုပေးခဲ့ကြတဲ့ဂျိုင်းစုကလည်းစူရူရဲ့ခိုင်းစိန်မှုရတတိကရော်ရဲ့ကားဒရိုင်ဘာဖြစ်လိုက်ပါပေးရတော့တာပါဂျိုင်းစုကလည်းတတိကရော်နဲ့အတူပါလာတဲ့ဒေါ်လာ1ဘီလီယံထည့်ထားတဲ့တစ်တာကြီးကို ကြည့်ပြီးတည့်ရည်ယုံနေတော့တာပေါ့သူကလည်းလူစိုးတယောက်ပဲလေစူရူတို့ကဂျိုင်းစုနဲ့တတိကရော်တို့ကိုစောင့်ကြည့်ခဲ့ကြပြီးချွဲချုံဘဲကိုဖမ်းထားတဲ့ကုံတိုင်ဟောင်းစက်ယုံဟောင်းတစ်ခုစီကိုတော့သူ့လူတွေကိုလွတ်ထားပါလေ ကန်ဆန်းကတရီကရော်စီကိုငွေလာယူတဲ့ချိန်ချွဲချုံဘက်ကိုအမြန်ရှာပြီးတော့ခေါ်ခဲ့ဖို့အတွက်ပါပဲချွဲချုံဘက်ကိုရတာနဲ့တရီကရော်စီဆက်သွယ်ပြီးကန်ဆန်းကိုငွေမပေးဘဲပြန်ယူလာခဲ့ဖို့အကွက်ချထားပါလိမ့်ကန်ဆန်းကလည်းတကယ်ကိုလူဆိုးလူလေပီတာပါပဲတရီကရော်စီကငွေသွားယူဖို့အတွက်သူ့လူတွေကိုသာလွှတ်လိုက်ပြီးသူကတော့ချွဲချုံဘက်အနားကနေမခွာတော့ပါဘူး ဝေတရာလာပေးမဲ့တတိကရော်စီကိုဖုန်းဆက်ပြီးကားကိုဟိုကိုွေဒီကိုွေလောက်ခိုင်းနေပါလေဒါကနူပါရဲ့ထောင်ချောက်ဖြစ်နေတဲ့အကြောင်းကတော့သူတို့ကားနဲ့တူဘယ်ကားတွေလိုက်လာနိုင်မလဲဆိုတာကိုသိရဖို့ပါပဲတတိကရော်ကားရဲ့အနောက်မှာငွေတရာယူဖို့အတွက်သူ့လူတွေကိုကားကိုထတ်ချက်မကွာလိုက်ခိုင်းထားတာကြောင့်ပါဇူဒူရဲ့လူကလည်းချွဲချုံပဲရှိမဲ့နေရာကိုမှုရင်နောက်ရှာဖွေနေပါတော့လေချွဲချုံပဲကိုအချိန်မီရမှသူ့အသက်ကိုမိမာမလို့ရဲငွေလည်းမဆုံးရှုံးမှဖြစ်လို့ပါပဲအောက်ကိုပြုတ်ကျသွားခဲ့ပါတယ် ဇူရူရဲ့တပည့်ကလည်းရှာပွေမွေနောက်နေရင်းနဲ့နောက်ဆုံးမှာတော့အနှိမ့်ဆက်ခံထားတဲ့ချွဲကြုံဘဲကိုရှာတွေ့ခဲ့တော့အ мян ခေါ်ထုတ်လာစေမှာပဲအနောက်ကနေဂန်ဟန်ဆန်းကဇူဒူးရဲ့တပည့်ကိုဓာတ်နဲ့ဝင်ထိုးလိုက်ပါတော့တယ်အဲ့ဒီချိန်မှာလုံချုံအေးတွေရောက်လာလို့ဂန်ဆန်းကကားသွားယူပြီးတော့ထွက်ပြေးပါတော့တယ်တတိကရောကားစီကိုအ мян သွားဖို့အတွက်မောင်းလာပါလေချွဲချုံဘဲကိုရထားပြီဆိုတော့တတိကရောတို့ဘက်ကိုပြန်ဂယုဆိုင်ကြပါလေတတိကရောကိုလည်းချွဲချုံဘဲကိုပြန်ရထားပြီဖြစ်ကြောင်း ဖုံးဆက်လိုက်တာပါဂျိုင်းစုကလည်းကားနောက်ကိုတစုံတယောက်လိုက်နေပြီဆိုတော့ကားနောက်ကြီးမှန်ကနေမြင်ပြီးသတိထားလိုက်မိပါလေအရာနဲ့အနည်းဆုံးကုံတိုင်းတစ်ခုတည်းကိုမောင်းဝင်သွားလိုက်တာပါဂါဘာကင်တစ်ခုမှကားကိုရက်ပြီးတရေကရောကိုမြန်ဆင်းခိုင်းကသူကငွေတစ်တာကြီးကိုယူနေလို့တရေကရောကလည်းအဲ့ဒါဘာလုပ်တာလဲလို့မေးနေချင်း ကဲဆိုင်လူတွေရောက်လာလို့တရီကတော့ကတော့ဂုံတိုက်ပေါ်ကိုအမြန်တက်ပြေးသွားပါတော့လေ။ဂျိုင်စုကတော့ကားတွေကိုပြန်ဝင်ပြီးကားကိုအမြန်မောင်းထွက်လာခဲ့တော့တာပါ။ကဲဆိုင်လူတယောက်ကတော့ဂျိုင်စုရဲ့ကားနောက်ကိုလိုက်နေပြီမိ။နောက်တယောက်ကတော့တရီကတော့ဂုံတိုက်ပေါ်တက်သွားတာတွေ့လို့လိုက်သွားခဲ့ပါလေ။အဲဒီမှာစူတူရဲ့ကောင်လေးတွေကရောက်လာကတွေ့သွားပြီးစူတူကိုအကြောင်းကြားလိုက်ပါတော့လေ။စူတူရဲ့တပည့်လေးကဂျိုင်စုရဲ့ကားကိုတားပြီမိ။ ရိုင်းစုကငွေတက်တာကြီးကိုကြည့်ပြီးလောဘတက်နေပြီဖြစ်လို့ကာမောင်မီထွက်ပြေးပါတော့တယ်။စူတူးလည်းကုံတိုက်တဲကိုအချိန်မီရောက်လာပြီးတရေကတော်ကိုတွေ့တော့ဂန်ဆိုင်ရဲ့လူကအနောက်ကနေလိုက်နေတာပါ။ဂန်ဆိုင်ရဲ့လူကအနောက်ကနေလိုက်နေတာပါတွေ့ရတဲ့အတွက်ဂန်ဆိုင်ရဲ့လူကိုအမြန်ဆုံးပွဲသိမ်းပေးလိုက်ပြီးတရေကတော်ကိုကယ်ထုတ်သွားခဲ့ပါတယ်။ကာဘာကင်မှာလည်းဂန်ဆိုင်ရဲ့လူကိုစူတူးရဲ့လူတွေကဖမ်းချုပ်ထားလိုက်ပါပြီ။ဂျိုင်းစုကလည်းကားမောင်းနေရင်နဲ့ငွေတက်တာကြီးကိုကြည့်ပြီး ငါချမ်းသာပြီကွာလို့ကြုံသွားနေတော့အနောက်ကနေဂန်ဆန်းရဲ့ကားကလိုက်လာပြီးဝင်တိုက်ချလိုက်ပါတော့လေအဲ့ဒီပြန်ပွဲတဲ့ကိုဝင်ဝင်ကားတွေကတဏျာစီမှာရက်နေတော့ဂျိုင်းစုဟာသူ့ကိုတိုက်တဲ့ကားကိုကြည့်လိုက်တော့ဂန်ဆန်းကိုတွေ့လို့ကားတွေကငွေတစ်တာကိုအမြန်ထုတ်ယူပြီး ထွက်ပြေးကတနေရာမှာတက္ကစီတစ်စီးနဲ့ထွက်ပြေးသွားပြန်ပါတော့လေ။ကန်ဆန်းကနောက်ကနေလိုက်ပေမဲ့မမီတော့လို့ဒေါသအကြီးကြီးထွက်နေပါတော့လေ။ဒီတခါတော့ဂျိုင်းစုဟာငွေတစ်တာကြီးကိုဖြန့်ကြည့်ပြီးနောက်ဆုံးတော့ငါရပြီဆိုတဲ့အပြုံးနဲ့ပြုံးနေပါတော့လေ။အဲဒီညမှာပဲတင်းမောစိတ်တစ်ခုကတင်းမောတစ်စီးကိုဈေးပိုပေးငှားပြီးတော့ထွက်မယ်အလုံးမှာကန်ဆန်းကလည်းဂျိုင်းစုခိုးထွက်ရမယ့်လမ်းကိုသိနေတော့အဲဒီတင်းမောစိတ်ကိုအချိန်မီရောက်လာပြီးဂျိုင်းစုစီကငွေတစ်တာကိုပြန်ယူလိုက်ပါတော့လေ။ ကျန်စုလို့လူလောက်ကတော့ဂန်ဆန်းကစာမဖွဲ့ပါဘူးတကိုးလက်ကတဝက်လူဆိုသလိုပါပဲဂန်ဆန်းအရင်ဒီမော်စိတ်ကနေမထွက်ပဲအချင်းနေစောင့်ကြည့်ကဘတ်စကားတစ်ခုပေါ်တက်ပြီးတော့ညိုတဲ့ဘက်ကိုပြန်လာပါလေရေလန်းကမလုံးဂျုံတော့လို့တခြားလမ်းဘက်ကနေထွက်မဲ့သဘောပါသူစည်းလာတဲ့ဘတ်စကားဟာတဏီယာရောက် အရှိမကားတွေလာပိတ်ရက်လို့စက်မသွားနိုင်တော့ပဲရက်လိုက်ရပါတော့တယ်အချောင်းကတော့ဂျိန်စုဟာဂန်ဆန်းသွားမဲ့နေရာကိုပြန်လိုက်ချောင်းပြီးဘတ်ကားပေါ်ပါသွားတာကိုစူဒူးစီအချောင်းကြလိုက်ချင်းပါပဲဘတ်ကားရှိမစူဒူးလည်းပါပါတယ်အဲဒီမှာစူဒူးကဘတ်ကားပေါ်ကိုတက်သွားပြီးတောင်ဝင်ရဆစ်ဆေးရမှာဖြစ်လို့ဆိုပြီးခီးတယ်များအားလုံးကိုအောက်ဆင်းခိုင်းလိုက်ပါတော့တယ် အဲ့ဒီမှာကားနောက်ဆုံးကန်းကခုံမှာဂန်ဆန်းကငွေတက်တာကြီးနဲ့တူထိုင်နေတာပါကဲနှစ်ယောက်သားတွေးကြပြီပေါ့ဗျာဂန်ဆန်းကစူတူးကိုထင်ထားတာတည်းညံကောင်းသားပဲလို့ပြောလိုက်ပါလေစူတူးကလည်းညံကကောင်းပြီးသားပါပဲလို့တယောက်နဲ့တယောက်အရင်နှုတ်ဆက်ကကြည်ကောင်းလာတဲ့ပွဲကိုစပြီးကြမ်းကြပါတော့လေတကယ်ကိုကိုခံပညာကောင်းလာတဲ့သူတို့နှစ်ယောက်ဟာအကြီးအကျယ်တိုက်ခိုက်ကြတော့တာပါဘယ်လောက်ပဲကိုခံပညာကောင်းနေပါစေနောက်ဆုံးတော့လေအတွေ့အကြုံရမှာရောညံရီမှာပါ ကောင်းလွန်လာတဲ့စုံတော်ကြီးမာစုရူရဲ့လက်အောက်မှာပဲဂန်ဆန်းဟာပြပြဝတ်ပြီးကြာဆုံးသွားရပါတော့တယ်။အဲ့ဒီချိန်မှာစူရူရဲ့အဖွဲခေါင်းဆောင်တဲ့ရဲတွေရောက်လာပြီးဂန်ဆန်းကိုလက်ထိတ်ခတ်သွားပါတော့တယ်။စုံတော်ကြီးမှာစူရူရဲ့ရင်ကျက်တဲ့အမှုအကျင့်တိုင်းဗဝင်းကြီးကပြည်သူတွေကိုထိတ်လန့်ဖြစ်စေခဲ့တဲ့အတွက်ဘာမှမဖြစ်တော့ပါဘူး။အားလုံးကိုတောင်းပန်ပါတယ်ဆိုပြီးအယိုသေးပြုတ်နေတော့တာပါ။အဲ့လိုနဲ့ပဲဇလန်းလေးကလည်းဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။ အဲ့လိုနဲ့သူမတို့တိုက်ခိုက်ကြတဲ့အချိန်မှာဆိုတော့ကြီးမာစုတို့ရဲ့အရာရာမှာရင်းချက်တင်ငိန်စွာနဲ့ပြဿနာပေါင်းများစွာကိုဖြေရှင်းသွားနိုင်တဲ့ဇလန်းမျိုးကိုကြီးစုခံစားဖို့ကျွန်တော်ရဲ့ပြည်သက်ကြီးတို့ရောညှော်နေကြရလားဆိုတာကိုပြောပြခဲ့ကြပါအောင်ခင်ဗျာအလုံးပဲကျမ်းမာချမ်းသာတဲ့နေ့ရက်တိုင်းကိုပိုင်းဆိုင်နိုင်ကြပါစေအဲဒီနေ့မှလာပြီးတော့ကြီးစုအားပေးသလိုမျိုးနောက်တွေမှာလည်းဒီလိုမျိုးရုပ်ရှင်ကားကောင်းတွေကိုဆက်လက်ပြီးတော့ကျွန်တော်စူးစမ်းတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် လာရောက်ပြီးတော့အားပေးကြဖို့လည်းဖိတ်ခေါ်ပါစေ။ Odd Lesser ရဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်လည်းလုပ်သွားကြပါအောင်ခင်ဗျ။အားလုံးကိုကျေးဇူးပါ။နောက်နေ့မှပြန်တွေ့ပါမယ်ခင်ဗျ။ကျွန်တော်အန့်ခင်မှုပါ။